အားလုံးပဲမင်္ဂလာပါထုတ်ဝေမြန်နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ကတော့ဒါ22ရက်နေ့ပေါ့နော်အဲ့တော့22ရက်လေးလ2025ပေါ့နော်ဆိုတော့ဒီကနေ့ရဲ့မှာကျွန်တော်ရဲ့မှာ trade chain နေနေဘယ်လိုတွေအပြောင်းလဲဖြစ်နေလဲဆိုတာကိုဗီဒီယိုလေးအုပ်ဆုံးပြီးကြည့်လိုက်အောင်ဆိုတော့ကျွန်တော် Galaxy Bitcoin price ကတော့ကျွန်တော်တို့ခန့်မှန်းထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ဒီ8000 8500ပေါ့နော်အဲ့တော့8000 8000 8500ပေါ့နော်လက်ရှိချိန်မှာတော့ဒါလက်ထိသွားပြီပေါ့နော် အဲ့တော့အဲ့တော့ရှေ့တုန်းကဆိုရင်ဒါ site way ပြီးခဲ့တယ်အဲ့တော့ site way ကနေပြီးတော့ဒါကျွန်တော်တို့ဒီအာ break လုပ်တယ်ပေါ့နော် break လုပ်တယ်အဲ့ break လုပ်ပြီးတော့လက်ရှိချိန်မှာကတော့ဈေးကတော့ဒါ၈၈၅၀၀အောင်ထိတယ်အာထိပြီးတော့ကျွန်တော်တို့ဒီ site way range ကကျွန်တော်တို့ဒီ support zone ပေါ့နော်အဲ့တော့ဒီချိန်တော့ဒါ resistance ဖြစ်ခဲ့တဲ့ zone အာအခုလက်ရှိချိန်မှာဒါ support ဖြစ်နေတဲ့ zone ကို test လာလုပ်တယ်ပေါ့နော်အဲ့တော့၈၆၅၀၀အောင် test လုပ်တယ်အာ test လုပ်ပြီးတော့လက်ရှိချိန်မှာပြန်တက်နေတဲ့နေတာတစ်ခုပေါ့နော် အာဆိုတော့ကျွန်တော် Bitcoin အနေနဲ့ပေါ့နော်အာ8000 8500 break လုံးနိုင်မလားပေါ့နော်အဲ့တော့ဒါလေးတော့တစ်ချက်တော့စောင့်ကြည့်ရမယ်နော်အဲ့တော့8000 8500 break လုံးနိုင်နေဆိုရင် dot price ကတော့ကျွန်တော်ဒီ9000 1500เนาะအဲ့တော့9000အထက်ကိုပြန်မြင်ရဖို့တော့ရှိနေပြန်နော်အဲ့တော့အဲ့တော့ဒါပေမဲ့ break လုံးမလုံးဆိုတာတော့တစ်ချက်တော့စောင့်ကြည့်ရအောင်ပဲပေါ့နော်အဲ့တော့လက်ရှိချိန်မှာဒါ8000 8500ဆိုရဲ zone လေးကိုကျွန်တော်လာပြီးတော့ test လောက်ထားတာတော့ကျွန်တော်တွေ့ရတယ်စပြီးတော့ကျွန်တော် test လောက်ထားတယ်ပေါ့နော်အဲ့တော့အာကျွန်တော်ပြောခဲ့သလိုပဲအာ8000 8500 break လောက်မယ်နော် break လောက်မယ်ဆိုတော့ကျွန်တော်ဒီ9000နဲ့မှာ1500 9000နဲ့မှာ1000 i want ကျွန်တော်ဒီကတော့ပြန်လာနိုင်တယ်နော်အဲ့တော့အာ i ကောင်ကိုဆက်ပြီးတော့ break လောက်တယ်ပေါ့နော်အဲ့တော့9000 2000အထက်တည်းရောက်လာခဲ့တယ်ဆိုရင်တော့ရွှေကျွန်တော် sorry အာ bitcoin အနေနဲ့တော့ကျွန်တော်ဒီ bull RAM ဟိုအတွက်ကျွန်တော်တို့တဖန်ပြန်လာနိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ဒီ9000အောင်1500အထက်ကိုရောက်လာမှာဗောနော်ပြောလို့ရမှာဗောနော်အဲ့တော့အခုလက်ရှိချိန်မှာကတော့ကျွန်တော်ဒီအာ Bitcoin price အနေနဲ့ကတော့ကျွန်တော်8000 8500လောက်ထိတော့ပြန်ရောက်လာခဲ့တယ်ဗောနော်ပြန်ရောက်လာခဲ့တယ်အဲ့တော့ daily ပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘူးကန်တယ်တွေကလည်းဒါတော်တော်လေးအားကောင်းနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဘူးကန်တယ်တွေတော်တော်လေးအားကောင်းနေတယ်အဲကျွန်တော်တို့ဒီကိုရက်နေ့တုန်းကပေါ့နော် April ကိုရက်နေ့တုန်းကဆိုရင်လည်းဒါတော်တော်လေးကိုဘူးကန်တယ်အားကောင်းနေတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်ပေါ့နော်တော်တော်လေး strong ဖြစ်နေတယ်နော်ကိုရက်နေ့အဲကျွန်တော်ပြီးသွားပြီဆိုတော့17ရက်နေ့နော်အဲ့တော့17ရက်နေ့လည်းဘူးကန်နေအကောင်နေအပြီးမနေ့တော့ကကျွန်တော်21ရက်နေ့ပေါ့နော်အဲ့ တော့ဒီဈေးကျတဲ့အကျတွေကိုကျွန်တော်ပြန်ခြုံကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီအရင်တော့ကျတဲ့အကျနဲ့တော့တိတ်ပြီးတော့အာမတူတဲ့အနေထားတစ်ခုကိုကျွန်တော်တို့တွေးရတယ်ပေါ့နော်အဲ့တော့ဘာလို့လဲဆိုကျွန်တော်ကန်တယ်တွေကတိတ်ပြီးတော့အာပို့ပြီးတော့ strong ဖြစ်လာတယ်ပေါ့နော်ပို့ပြီးတော့ strong ဖြစ်လာတော့ကျွန်တော်တွေးရတယ်အဲ့တော့ဆိုတော့အဲ့တော့ bitcoin အနေနဲ့ဘာတွေများဆက်ပြီးတော့ဖြစ်လာနိုင်အောင်မလဲပေါ့နော်အဲ့တော့ကျွန်တော်ခုနကပြောခဲ့တဲ့ကျွန်တော်ဒီဈေးတန်းတစ်ခုကတော့ကျွန်တော်တတိထားပြီးတော့စောင့်ကြည့်ရမယ်အဲ့ဒါတော့ဘာလဲဆိုကျွန်တော်၈000 8500 break လို့မလား နော်အဲ့တော့၈000 8000ငါးကိုဆက်ပြီးတော့ break လုပ်မယ်ဆိုတော့ဈေးကတော့ကျွန်တော်9000 1000 9000နဲ့မှ900 9500ဒီလောက်ထိဈေးပြန်ရောက်လာနိုင်နေနော်အဲ့အိုက်ကောင်ဆက်ပြီးတော့ break လုပ်တယ်ဆိုတော့ဈေးကတော့ဆက်တက်ဖို့နော်ပြန်ပြီးတော့ဘူးမှာပြန်ဘူးဖို့အတွက်ကျွန်တော်တို့ပြန်ဘူးလာနိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်โอเคရတော့ဆိုတော့ဒါလေးကတော့ကျွန်တော်ဒီ Bitcoin ရဲ့မှာကျွန်တော်ခက်မှန်တုံးတစ်ချက်လေးပေါ့နော်ဆိုတော့ဒီကနေ့ကျွန်တော်ရဲ့မှာ trade chain လေးလို့လိုက်ပြီးတော့ကြည့်လိုက်အောင် အာဒီကနေ့ကျွန်တော် trade ချိန်နေရတော့ position အားလုံးကတော့ all clear ပါအဲ့တော့ဘာမှ position မရှိဘူးပေါ့နော်အာ position လည်းမရှိဘူးကျွန်တော် order ပေးထားတာလည်းမရှိဘူးနော်အဲ့တော့မနေ့ကကျွန်တော်တို့ဒီအာကျွန်တော်တို့ဒီ position တွေကတော့ကျွန်တော်တို့ SUI တို့နော်အဲ့တော့ကျွန်တော်တို့ link တို့အာ ETH တို့ကျွန်တော်ဒီ Cardano တို့ကတော့ဒါအကုန်လုံး profit နဲ့ကျွန်တော်ပိတ်လိုက်ပြီပေါ့နော်80အာ80 130အာ100 150 160နီးပါးတော့ရှိတယ်ပေါ့နော်အကောင်လုံးကတော့ကျွန်တော်ဒါ profit နဲ့ပဲပိတ်လိုက်ပြီပေါ့နော်အဲ့ဆိုတော့လက်ရှိချိန်မှာတော့ကျွန်တော်မှ position ကတော့လုံးဝဘာမှမရှိဘူးနော်အဲ့တော့ order လည်းဘာမှတော့မရှိဘူးပေါ့နော် okay အဲ့တော့ဆိုတော့အာမနေ့တော့ကကျွန်တော်ဒီဒီလိုင်းမှာအခြေအနေလေးကိုကျွန်တော်တင်ပေးလိုက်တယ်ပေါ့နော်အဲ့တော့ဒီလိုင်းမှာအခြေအနေလေးကိုကျွန်တော်တူတူပြန်ပြီးတော့တွားကြည့်လိုက်ရအောင်နော်အဲ့တော့ future ပေါ့နော်အဲ့တော့ future မှာ future မှာကျွန်မ PNR ပေါ့နော် PNR ပေါ့နော် Okay အဲ့တော့နော်အဲ့တော့အာဆိုတော့ဒါမနေ့ကကျွန်တော်တင်ပေးလိုက်တဲ့ပုံလေးပေါ့နော်အဲ့တော့ဆိုတော့မနေ့ကကျွန်တော်ဒီလအတွက်နော်အဲ့တော့ဒီလတရနေ့ရနေပြီးတော့ကျွန်တော်22ရက်နေ့နော်အဲ့တော့22ရက်နေ့ဒီနေ့ဆိုတာ22ရက်နေ့ပေါ့နော်အဲ့တော့22ရက်နေ့ဒီကျွန်တော်တင်ပြီးလိုက်တယ်ကျွန်တော်ကပြန်လာနေပြီပေါ့နော်အဲ့တော့ဆိုတော့ အာ fake ထင်နေမှာဆိုလို့ကျွန်တော်လာပြီးတော့ပြပြီးတာပေါ့နော်အဲဒါကတော့ကျွန်တော်အမှ PN လေးဖြစ်တယ်နော်အဲဒါတော့ဒါလေးကတော့ကျွန်တော်အမှ PN လေးပေါ့နော်ဟင်းနော်ကျွန်တော်အမှဒီအာ future ရဲ့မှာ assess value ပေါ့နော် assess value ကတော့ကျွန်တော်9000မှာကျွန်တော် maintain လုပ်တာတယ်ပေါ့နော်9000မှာ maintain လုပ်တာတယ်ကျွန်တော်9000နဲ့အထက်ရောက်ပြီးဆိုတော့ねကျွန်တော်က finding လေးကိုရွှေ့တယ်ပေါ့နော်အဲ့တော့ဆိုတော့အာအခုလက်ရှိကျွန်တော်9000ဒီ assess value အနေနဲ့ရှိတယ်ပေါ့နော်အဲ့တော့9000ဆိုတာကတော့ဒါပြောမယ်ဆိုတော့ကျွန်တော်ရမှာဒီအာ profit အမြတ်ငွေနဲ့ကျွန်တော်စပြီးတော့ trade နေပြီပေါ့နော်အဲ့တော့ဆိုတော့အာကျွန်တော်ရမှာ deposit အရင်းနေအကုန်ပြန်ထုတ်ပြီးပါပြီဒါအပြင်ကျွန်တော်အမြတ်တွေလည်းထုတ်ပြီးပါပြီ နော်အဲ့တော့ဆိုတော့အခုလက်ရှိကျွန်တော်ထွက်နေတာဒီဒါအမျက်နဲ့ပဲထွက်နေတာဖြစ်တယ်အဲ့တော့ဆိုတော့အမျက်နဲ့ပဲထွက်နေတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီဟာဒီရှုံရှုံမြက်မြက်ကျွန်တော်တို့ဘာမှတက်ပြီးတော့ problem မရှိဘူးလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်ဘာလို့လဲဆိုကျွန်တော်ရရှိခဲ့တဲ့အမျက်ငွေနဲ့ပဲကျွန်တော်ဆက်ပြီးတော့ပြန်ထွက်နေတာဖြစ်တဲ့အတွက်နော်အဲ့တော့အာ PN လေးရှာတော့ပြန်ပြပေးမယ်လေနော်အာ PN လေးကျွန်တော် three month ရှာလို့ကြည့်လိုက်အောင်နော်အဲ့တော့ three month ဒါတော့ဒီလဗောနော်ဒီလကျွန်တော် April အတွက်ဗောနော်အာ April အာပြီးရင်ကျွန်တော်ဒီ3လပိုင်း နော်ဒါတော့ကျွန်တော်တုံးလာပိုင်းရဲ့ PNL လေးဖြစ်တယ်နော်နော်အဲ့တော့ဒါတော့ကျွန်တော်ဒီတုံးလာပိုင်းပေါ့နော်အဲ့တော့ဒါတုံးလာပိုင်းအာဒါတော့ကျွန်တော်ဒီနလပိုင်းနော်အဲ့တော့ဒါနလပိုင်းဖြစ်တယ်နော်ဒါတလပိုင်းနော်အဲ့တော့တလပိုင်းဖြစ်တယ်တလနလသုံးလလေးလား နော်အဲ့တော့ဆိုတော့ဒီကနေ့မှာတော့ကျွန်တော်မ trade position ကတော့ဒါဘာမှတော့မရှိဘူးပေါ့နော်အဲ့တော့ဘာဘာမှတော့မရှိဘူးဆိုတော့အာနောက်နေ့နောက်နေ့တွေမှာရောကျွန်တော်မ trade position တွေကဘယ်လို reset ပြီးတော့ဖြစ်နေမလဲနော်ဘယ်လို order တွေကျွန်တော်ထပ်ပြီးတော့ပေးထားမလဲဘယ်လို position တွေပွင့်နေမလဲဆိုတာကိုကျွန်တော်အတူတူဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်